အချစ်ဦးဆိုရယ်ရုပ်ရှင်ဇာတ်ကားကြီးမှာဆိုကိုလင်းကကိုရိုင်းလည်းတရုပ်ဆောင်နဲ့ကိုရိုင်းလည်းတချင်းဆိုရယ်မြဲ playlist တွေမှာဆိုအများအားနားထောင်ပြတယ်အဲ့အချစ်ဦးဇာတ်ကားတွေကဇက်ဝင်ပြီးတချင်းလေးလေးလို့တော်တော်ကြိုက်ရတဲ့ fan girl ပေါ့နော်ဂျာဘာပဲလုံးလုံးမြက်ခ fan girl ဆိုတာသဘောကျတာပေါ့နော်ဘာလေးပဲလုံးလုံးချစ်ပြီးရပါတော့တော်ရောင်ရောက်ကြလေးဆိုတော့ တဝင်တူမယ်နဲ့တူမယ်နော်ဟုတ်ကွာဝိုင်းကတော့အဲ့လိုတော့တဝင်မတူပါအเจ้าမို့လဲမြက်ဇက်ကလေးလဲဟိုရှစ်ဆက်ရိုက်ပြီးတော့မှအများကြီးအများကြီးလဲထက်လာဖို့ရှိရပေါ့နော်ဟိုသူတဝင်မတူတဲ့အတွက်ကြောင့်ကျေးဇူးအများကြီးတင်ပါတယ်ကွာဝိုင်းကန်လန့်တော့ရိုက်မှာပေါ့ဒါမဲ့ယူနေမယ်နဲ့တူမြက်ကတော့အဲ့ချိန်မှာလဲမုတ်တိမ်မကပ်ပဲနဲ့လေကြောင်တော့ကြောင်နေမယ်လို့ထင်တာ ရဲ့ဒီ Come on 40 series ပေါ့เนาะအဲ AI partner launch event ပွဲလေးမြန်တက်ရောက်ဖြစ်တာပါရှင်ဒီဖုန်းလေးမှာလေမြန်ခုအရန်သဘောကျတဲ့အချက်လေးအခုကကျတော့ AI kit ဆိုတော့လေဒီထဲမှာပါ AI features လေးဆိုလို့ရှင်မြန်အရန်သဘောကျတယ်ပြီးလို့ရှင်မြန်ကလည်းဒီ vlog လေးပါရိုက်တော့အဲဒီ content ကို create လုပ်တာပဲဖြစ်ဖြစ်ပြီးတော့ now နေက online shopping ထွက်တာအရန်ဝါသနာပါတော့လေဒီထဲမှာပါတဲ့အဲ့လို click to search ဆိုရဲဒီ features လေးတော့မြင်အရန်သဘောကျရရှင်ဟုတ်ဒီ2025ခုနှစ်တဲမှာပေါ့နော်အဲမြန်လုံးမဲ့မြို့လာကန်လန်းတဲ့ project လေးတွေအရှိနှစ်တွေတက်တော်တော်များရပေါ့နော်အားလေးတွေပရိသတ်တွေကိုအဲချပြပါမယ်လို့တကယ်ထွက်လာမှာပဲမြန်အကုန်လုံးအသိပေးပါမယ်ရှင်ဟုတ်အော်ဟုတ်တယ်ကိုလေးရောင်ရဲ့ fan girl ပေါ့နော်ကိုလင်းရောင်ရဲ့ပထမအုပ်ဆုံးရုပ်ရှင်ဇာတ်ကကြီးပေါ့နော်အချစ်ဦးဆိုတဲ့ကော ခါတော့ကြည့်ရအောင်။ညအချိန်မှာတက်ကရိုတက်နေအချိန်။တကယ်ချင်းနဲ့6ခါတော့ကြည့်ရအောင်အမှတ်တရပဲ။အကိုအပိုင်းတည်တီးရဲ့ဟိုတို့တီးလို့ပဲမြဲရဲ့တချင်းလေးတပုတ်ထွက်ထားရှိရဲ့ကိုလင်းအောင်ပဲသူပဲထိတ်ဆက်ပြီးခေါ်ပေးရအော်တယုတ်ဆောင်တာကောတချင်းဆိုတာအဲ့ရဲ့အချစ်ဦးဆိုရဲရုပ်ရှင်ဇာတ်ကားကြီးမှာဆိုကိုလင်းရကိုရိုင်းလည်းတယုတ်ဆောင်တယ်ကိုရိုင်းလည်းတချင်းဆိုရဲမြဲရဲ့ playlist ထဲမှာဆိုအများနဲ့နားထောင်ဖြစ်တယ်အဲ့အချစ်ဦးဇာတ်ကားတွေကဇက်ဝင်ပြီးတချင်းလေးလေးလို့ ော်တော်ကြိုက်ရတဲ့ fan girl ပေါ့နော်။ဒါဘာပဲလုံးလုံးမြက်ခ fan girl ဆိုတာသဘောကျတာပေါ့နော်။ဘာလေးပဲလုံးလုံးချစ်ပြီးရပါဘူး။ဟုတ်ဟုတ်မြက်တငယ်ချင်းတွေတော့တည်ရမြက်အရန်ယူထားတယ်ကိစ္စဘူးတော့တော်တော်တည်ကြတယ်တငယ်ချင်းတွေတည်ရကိုဟာဝိုင်းလည်းတည်ရကိုဟာဝိုင်းဆိုရေဒီယိုအစီအစဉ်တစ်ခုမှတော့ပြောဘူးတည်ရသူရန်ကြိုက်တဲ့မင်းသားကိုလည်းကျွန်တော်ကဟိုသူသူရဲ့ promo ဆုံးတခြင်းလေးမှာ ကျွန်တော်ပဲဟိုအစီအစဉ်ပေးရသူရန်ကြိုက်လို့ဆိုပြီးအဲ့လိုတစ်ခါပြောခုရဲ့ဟုတ်ဇက်ပို့ပေးရသူက ပျော်ရလားကိုယ်လည်းပျော်ရပါ့အမျိုးသားကလည်းဇက်ပို့ပြီးတော့ဟုတ်တော်ရုံရောက်ကြလေးဆိုတော့တဝင်းတုံမနဲ့တူမယ်နော်ဟုတ်ကိုကဝိုင်းတော့အဲ့လိုတော့တဝင်းမတူပါအเจ้าမို့လည်းမြက်ဇက်ကားလေးလည်းဟိုဖြစ်ဆက်ရိုက်ပြီးတော့မှအများကြီးအများကြီးလည်းထက်လာဖို့ရှိရပေါ့နော်ဟုတ်သူတဝင်းမတူတဲ့အတွက်ကြောင့်ကျေးဇူးအများကြီးတင်ပါတယ်ကိုကဝိုင်းကလည်းတော့ရ ုင်းမှာပေါ့ဒါမဲ့ယူနေမယ်တဲ့တွေ့မြက်ကတော့အဲ့ချိန်မှာမုတ်တင်မကတ်ပဲနဲ့လေကြောင်တော့ကြောင်နေမယ်လို့ထင်ပါပဲဟုတ်အဲ့မှာလေအဲ့6ခောက်တကြည်တာလေတော်တော်ဟိုတော်တော်အယူထားတစ်ခောက်သွားမကောက်နေ့တိုင်းနေ့တိုင်းကြောင်လစ်လစ်ပြီးတော့ကြည်ရမြတ်တော်အဲ့ချိန်တက်ကလို့ကြောင်သူဘွားဆိုလေဒီနေ့တငယ်ချင်း2ယောက်ခေါ်ပါတယ်နောက်ထပ်မတူတဲ့နောက်ထပ်3ယောက်ထပ်ခေါ်ပါတယ်အဲ့မျက်နဲ့ဒီကိုလင်းရောင်ဒီဗီဒီယိုလေးတင်လိုက်တော့ဆိုတငယ်ချင်းကစာပို့လိုက် ဖဲနေမမိလာတဲ့ငါတို့6ခောက်တကြည်ရလေးအေးမမိတကယ်ချင်းညာတော့စာဖို့လာတည်ရဟုတ်ဟိုအမားလေတော်တော်လေးနားလည်မှုရှိရဲအလိုမြန် idol တွေကိုကြိုက်တာပဲဖြစ်ဖြစ်အခုဇက်ကားလေးရိုက်တော့လဲမတူတဲ့မင်းသားတွေတွဲရရပေါ့နော်အဲ့ချိန်မှာလဲသူနားလည်မှုအပြည့်ပေးရဲမြေကိုလို့အဲ့လိုစာဖို့ပြီးတော့လေတပွန်ခွန်အဲ့လိုမျိုးပြောရမရှိပြန်လာလဲအေးစီးပဲအာကျမတော့ဒီဟိုမြုပ်ကန်လန်းလာပြီဆိုလို့ရှိရင်ဒီမင်းသားဒီမင်းသားနဲ့ရိုက်ဖို့ရှိရဲဆိုတော့ရရဲမိမအေးစီးရိုက်ဘာမှမဖြစ်ဘူးအဓိကကိုကိုဖက်ကပိုင်း နိုင်ဖို့အရေးကြီးရယ်ကိုကဝိုင်းတော့အများအားအဲ့လိုနားလည်မှုအရေးရှိပါတယ်ဟုတ်